ဒီဘိုင်းမှာအလုတ်သွားရှာဖို့အတွက်အသက်35 40ဆိုလို့ရှိရင်အလုတ်မရနိုင်တော့ဘူးလားသွားလို့မရတော့ဘူးလားအဲ့ဒါလေးကိုပြောပြပေးပါတဲ့ကျမအသက်ကလက်ရှိမှာ35နှစ်ဖြစ်နေလို့38နှစ်ဖြစ်နေလို့ပေါ့နော်အဲ့တော့နိုင်ငံခြားကိုသွားလို့မရဘူးလားအလုတ်မရနိုင်ဘူးလားဆိုတော့ရနိုင်ပါတယ်ဒူဘိုင်းကိုသွားဖို့အတွက်ကအရေးကြီးတာအသက်ဒူဘိုင်းကိုသွားဖို့ကကိုကဘာအရေးချင်းရှိတာလဲအင်္ဂလိပ်ကိုဘယ်လောက်ထိပြောနိုင်တာလဲပေါ့နော် ပြီးတော့အင်္ဂလိပ်ကိုကိုကတကယ်ပဲသူတို့နဲ့ ဟိုသူပြောတာကိုနားလဲတယ် professional အထီကိုမပြောနိုင်ဘူးဒါပေမဲ့လို့သူပြောတာကိုနားလဲတယ်ကိုပြန်ပြောနိုင်တယ်ဆိုတော့အဆင်ပေါ့နော်အဲ့ဒီလောက်ကိုပြောနိုင်တယ်အင်္ဂလိပ်စကားပြောရမှာမကြောက်ဘူးတို့ရဲ့အတန်တွေကိုလည်းကောင်းကောင်းပြန်ဖြေနိုင်တယ်ပေါ့နော်နားလဲနိုင်စွမ်းရှိတယ်အဲ့လိုလူမျိုးကိုကိုကိုအာမခံချက်ရှိရမယ်အဲအင်္ဂလိပ်ရပြီဆိုရင်နောက်တစ်ချက်ကကိုကဘယ်လိုအလုပ်ကိုလုပ်မှာလဲ ကိုရှောက်မဲ့အလုပ်ကကိုအတွက် professional ဖြစ်နေရဲ့လားဥပမာကိုကဘာကိုရှောက်ချင်တာလဲကိုရှောက်မှဒီ hotel life လား hotel life ဆိုလို့ရှိရင် hotel နဲ့ပတ်သက်ပြီးတော့ကိုက F&B အပိုင်းကိုလား housekeeping အပိုင်းကိုလားဒါမှမဟုတ်ရင်ဒီ office အပိုင်းကိုလာနော်ရုပ်ကြလေးဆိုရင်ဘဲမန်အပိုင်းကိုလာဘဲအပိုင်းကိုကိုက professional ဖြစ်နေတာလေကိုရှောက်မဲ့အလုပ်ရဲ့ professional ဖြစ်ဖို့လိုတယ်ပေါ့နော်အဲ့တော့ကိုကကိုရှောက်မဲ့အလုပ်တစ်ခုမှာကိုကကျွမ်းကျင်နေဖို့လိုအပ်တယ်အဲ့တော့ကိုကမကျွမ်းကျင်ဘူးဆို cleaner အလုပ်နဲ့လုပ်မယ်ဆိုရင်လည်း cleaner ကိုကျွမ်းကျင်ဖို့လိုအပ်တယ်ဒါကိုပြောချင်တာအဲ့တော့ကအသက်တည်အဓိကမကြဘူးဒူဘိုင်းကိုသွားဖို့အတွက်ဒူဘိုင်းမှာ interview မှာဘယ်သူမှအသက် ကိုဘလောက်ထိကျွမ်းကျင်ပြီးတော့ကိုဘလောက်ထိဒီအလုပ်ကို လုပ်နိုင်တယ်ဆိုတော့အရေးချင်းပေါ့နော်ဒါကိုမေးတယ် အဲ့ဒါကိုတို့မေးတဲ့အချိန်မှာအင်တာဗျူးမှာကိုကကောင်းကောင်းဖြေနိုင်ဖို့လိုတယ်အင်တာဗျူးတည်အရေးကြီးတယ်ပေါ့နော်ဒီအင်တာဗျူးအချိန်မှာကောင်းကောင်းဖြေနိုင်ဖို့ကအင်္ဂလိပ်ရဖို့လိုတယ်အဲ့ခါကျတော့ဒါပြီးွားရင်ရောနောက်ပိုင်းနောက်ပိုင်းလဲကြတော့ပူစရာမလိုဘူးအဲ့ဒါဘာဖြစ်လို့လဲဆိုတော့ကိုနဲ့တူတူအလုံးလုံးတဲ့သူတွေကနေပြီးတော့ကိုကိုတွဲပြီးတင်သွားပေးတာတွေရှိတယ်ဥပမာကိုက office ဘိုင်းမှာလုပ်နေတယ်ဒါပေမဲ့လို့ကိုလုတ်ခဲ့ဘူးတဲ့အတွေ့အကြုံနဲ့ သူတို့စီမှာလုံနေတဲ့ယုံကအတွေ့အကြုံတွေကတူချင်မှတူမယ်ဒါပေမဲ့လို့ကိုယ့်ရဲ့အထက်ကလူတယောက်ကနေပြီးတော့ကိုကိုဒီမှာကတော့ဒီလိုလုပ်ပါတယ်ဒါကဒီလိုလုပ်ပါတယ်ဆိုပြီးတော့ train ပေးတယ်အဲ့ဒီခါကျတော့ကိုကအခြေခံရှိနေတဲ့လူတယောက်ဖြစ်တဲ့အတွက်ကြောင့်ဒီဘက်ကသူတို့ရဲ့လုံနေလုံခံတွေကိုပြောပြပေးလိုက်တဲ့အခါကျရင်ကိုအနေနဲ့ကအယားယားအဆင်ပြေသွားတယ်ဥပမာဟို FMB ဘိုင်းမှာတော့မလုံတတ်တဲ့လူတော်မှမလုံပုံမှုတည်ပြီးတော့သူ့ဟာနဲ့သူတင်သွားတယ်ဒါကြောင့်မို့လို့ကိုဒီအဓိကဒီအင်္ဂလိပ်ကောင်းဖို့လိုတယ်ပြီးတော့ကိုရဲ့လုံ တဲ့အလုပ်တစ်ခုပေါ်မှာ professional ဖြစ်ဖို့လိုတယ်အဲ့တော့အသက်နဲ့မဆိုင်ဘူးအသက်ကိုလည်းဘယ်သူမှမမေးဘူး interview မှာရှင်းရှင်းပြောရင်ဘယ်သူမှအသက်မေးတယ်လို့အသက်ကိုမထည့်လဲဘာမှမဖြစ်ဘူးအသက်ဒီအဓိကမကြောက်ဘူးအဓိကဒီကိုကလုံနိုင်ရဲ့လားဒီအလုပ်ကိုကိုကျွမ်းကျင်ရဲ့လားဒါပဲအဓိကကြတယ်ဒါကြောင့်မို့လို့ပြောချင်ပါတယ်အသက်အရေးမကြီးဘူး CV form မှာအသက်မဖြည့်လဲဘာမှမ